Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ content monetization အကြောင်းလေးကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်ဆိုတော့ကျွန်တော်ရဲ့ Facebook အပေါ်မှာဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့ content monetization ဆိုတာကကြတော့လူတော်တော်များများကဒီအကြောင်းကိုကြားဖို့ကြမယ်သိထားကြမယ်လို့ထင်ပါတယ်ဗျာ ဒါပေမဲ့ဒီ content monetization နဲ့အသီးစိတ်ကိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ် content monetization ကဒီကျွန်တော်ရဲ့ Facebook အပေါ်မှာဘာတင်တင်ဘာလာလာတောင်းဆိုတဲ့ပုံစံမျိုးပေါ့ကျွန်တော် Facebook အပေါ်မှာဘယ်ဟာပဲတင်တင်ဓာတ်ပုံတင်မလားစာတင်မလားဗီဒီယိုတင်မလားပြီးရင် story တင်မလားအကုန်လုံးကနေပတ်စံရမှာဖြစ်ပါတယ်ဗျ ဆိုတော့ဒီ content monetization ကအတူချုပ်ပြောရမယ်ဆိုလို့ရှိရင် story ကနေ my day တင်တာကနေလဲပတ်စံရတယ်ပြီးရင်ဓာတ်ပုံတင်တာကနေလဲပတ်စံရတယ်ပြီးရင် link link ဆိုတာကကြတော့ YouTube link တော့ဒီ video link တွေ share တဲ့ဟာကတွေလဲပတ်စံရတယ်အဲပြီးရင် ads on real real video လေးတွေတင်ရင်လဲပတ်စံရတယ် in in stream ads လို့ခေါ်တဲ့ဗီဒီယိုအရှိတွေတင်ပြီးတော့ပတ်စံရတဲ့ဟာအတူလဲတင်လို့ရတယ်အရှိတွေလဲတင်လို့တင်ရင်ပတ်စံရတယ်ဆိုတဲ့ဟာလေးကိုအကုန်လုံးကို ပေါင်းပြီးတော့မှ content monetization ဆိုပြီးတော့ Facebook ကကျွန်တော်ဒီ creator တွေဗီဒီယိုဖန်တီးတဲ့သူတွေကိုအပူဆုအနေနဲ့ဒီ Facebook အပေါ်မှာပို့ပြီးတော့ active ဖြစ်အောင်ကျွန်တော်ရဲ့ video လေးတွေကျွန်တော်ရဲ့လုံနိုင်စွမ်းလေးတွေ အများကြီးအသုံးပြုလို့ရအောင်လှုပ်လှုပ်ရအောင်လှုပ်နိုင်အောင် ဆိုပြီးတော့သူက Facebook ကကျွန်တော်တို့ကိုအဲအခွင့်လမ်းလေးတွေပေးထားတဲ့ဟာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကိုတော့ကျွန်တော် content monetization ဆိုတဲ့ဟာလေးကိုအသေးစိတ်ရှင်းပြပေးခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။